မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်္ကန်းစာလေးမှာဆိုရင်တော့ PowerPoint file နဲ့ပြီးတော့ဓာတ်ပုံဖန်အဖြစ်ပြောင်းလို့ရနိုင်တဲ့နီလန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တခါတလေမှာကျွန်တော်တို့ PowerPoint နဲ့ presentation တွေပြဖို့ရာအတွက် slide လေးတွေဖန်တီးခဲ့တယ် ိုဖန်တီးထားတဲ့ slide တွေကိုကျွန်တော်တို့ဓာတ်ပုံအဖြစ်ပြောင်းပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာထည့်ပြီးတော့တစ်ခါတလေမှကျွန်တော်တို့ကြည့်ကြတဲ့အခါလေးတွေရှိပါတယ်။ဒီလိုအခါမျိုးမှာကျွန်တော်တို့ PowerPoint ဖန်နေပြီးတော့ဓာတ်ပုံဖန်အဖြစ်မပြောင်းတတ်ဘူးဆိုရင်တော့ကို့အတွက်နည်းနည်းလေးကျွန်တော်တို့အခက်အခဲရှိနေတာကိုတွေ့ရပါတယ်။ဒီရဲ့သင်ခန်းစာလေးမှာတော့ကျွန်တော်က PowerPoint ဖန်နေပြီးတော့ဓာတ်ပုံဖန်အဖြစ်အလွယ်ကူဆုံးနဲ့ပြောင်းလို့ရနိုင်တဲ့နီလန်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် PowerPoint software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ PowerPoint ဆော့ဝဲပွင့်လာပြီဆိုရင်တော့ကျွန်တော်နမူနာကြိုပြီးတော့မှပြုလုပ်ထားတယ် PowerPoint slide file လေးကိုကျွန်တော်တို့တစ်ချက်လောက်ဖွင့်လိုက်ပါမယ်မိတ်ဆွေတို့ like ပြီးတော့မှ legend နဲ့အကောင်မှာဆိုရင်တော့ PowerPoint မှာကျွန်တော်တို့အခုလိုမျိုးကျွန်တော်တို့ slide လေးတွေဖန်တီးပေးရပါမယ်ဒီတော့ကိုကအခုမှ PowerPoint ကိုစပြီးတော့လေ့လာနေတယ် PowerPoint ထဲမှာကျွန်တော်တို့အခုလိုမျိုးဓာတ်ပုံလေးတွေကိုအစီအစဉ်တခြားနဲ့ကျွန်တော်တို့မစီတတ်ဘူးဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel လေးထဲမှာ ပလင်းလက်ထဲကိုကျွန်တော်တို့ဝင်ပြီးတော့မှ PowerPoint သင်ခန်းစာများလေ့လာရဆိုတဲ့အထဲမှာကျွန်တော်သင်ပေးထားတာလေးရှိပါတယ် PowerPoint နဲ့ပတ်သက်တဲ့သင်ခန်းစာလေးတွေလေ့လာခြင်းနဲ့ဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel လေးမှာဝင်ပြီးတော့မှလေ့လာလို့ရပါတယ်အခုလိုမျိုးကျွန်တော်တို့ကနမူနာ slide လေးတွေလုပ်ပြီးသွားပြီဆိုရင်တော့ဒီရက်လက်ရှိဒီရက်ကျွန်တော်တို့ slide ဖိုင်မှာဆိုရင်ကျွန်တော် slide လေးတွေ၃ခုကျွန်တော်လုပ်ထားတယ်ပေါ့ဒီရက်ကျွန်တော်တို့ slide တွေကိုကျွန်တော်တို့အပြည့်မှာဓာတ်ပုံတစ်ပုံချင်းစီနဲ့ကျွန်တော်တို့ကရအောင် ဓာတ်ပုံမှာဖြစ်ကျွန်တော်တို့ပြောင်းมาဖြစ်ပါတယ်ဒါလေးပြောင်းဖို့ရာအတွက်ဆိုရင်တော့အလွယ်တကူပါပဲကျွန်တော်တို့ဒီမှာကိုယ်လောက်ထားတဲ့ slide file လေးဖွင့်ပြီးသွားပြီဆိုရင်တော့ file နဲ့ကိုကျွန်တော်တို့ဝင်ပေးရပါမယ် file နဲ့ကိုဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ export ဆိုတာလေးကျွန်တော်တို့တွေ့ရပါလိမ့်မယ်မြင်ရလားမသိဘူးเนาะကျွန်တော်တခြားလောက်မြင်ကွင်းလေးချက်ပြပေးသွားပါမယ်ကျွန်တော်တို့ဒီမှာ file နဲ့နေပြီးတော့မှ export ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ် ဒီကကျွန်တော်တို့က expose ဆိုတာလေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပေါက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ် လာပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာရှိနေတဲ့ chain find type ဆိုတဲ့နေရာလေးတဲကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့မှကျွန်တော်တို့ဝင်ပေးရပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ chain find type ဆိုတဲ့နေရာမှာကိုပြောင်းလဲခြင်းတဲ့ find format ပုံစံလေးတွေကိုရွေးချယ်ပြီးတော့မှကျွန်တော်တို့ပြောင်းလို့ရပါတယ်။ကျွန်တော်တို့က PowerPoint file နဲ့ပြီးတော့ဓာတ်ပုံ file အဖြစ်ပြောင်းလဲမှာဖြစ်တဲ့အတွက်ဓာတ်ပုံ format တွေဖြစ်တဲ့ဒီမှာ image find type ဆိုတဲ့နေရာလေးမှာ png format ကျွန်တော်တို့ရှိမယ်။ ပြီးရင်ကျွန်တော်တို့ဒီမှာ JPG ဆိုတဲ့ JPEG format ရှိပါလိမ့်မယ်။ကိုကြိုက်နေတဲ့ဓာတ်ပုံ format ကိုရွေးချယ်ပြီးတော့မှပြောင်းလဲလို့ကျွန်တော်တို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာက JPEG format လေးနဲ့ပဲပြောင်းမှာဖြစ်တဲ့အတွက် JPG ဆိုတဲ့ဒီကောင်လေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်လို့မရပါဘူး။ကလစ်နှစ်ချက်ကျွန်တော်တို့ဇက်တိုက်နှိပ်ပေးရပါမယ်။ ကလင်းနှစ်ချက်နေလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့စိတ်အပ်ဆိုရဲဘောက်လေးကြာလာပါလိမ့်မယ်။ကိုကဘယ်နေရာမှာတင်းကျင်လဲကိုတင်းကျင်တဲ့ file လမ်းကြောင်းလေးကိုရွေးပါမယ်။ပြီးရင်ကျွန်တော်တို့ file number လေးကိုကိုကြိုက်နှစ်သက်တာပေးလို့ရပါတယ်။ပြီးသွားပြီဆိုရင်တော့ဒီမှာရှိနေတဲ့ကျွန်တော်တို့စိတ်ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ်။စိတ်နေလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ဘောက်လေးကြာလာပါတယ်။ all slice ဆိုတာလေးကျွန်တော်တို့ကြာလာလိမ့်မယ်။ just this one ဆိုတာလေးကျွန်တော်တို့ကြာလာလေးပါလိမ့်မယ်ကျွန်တော်တို့ solo တဲ့သဘောလေးကတော့ all slide ဆိုရင်တော့ကျွန်တော်တို့ powerpoint file နဲ့ပြီးတော့မှဓာတ်ပုံဖိုင်အဖြစ်ပြောင်းတဲ့အခါမှာကျွန်တော်တို့ powerpoint ထဲမှာပြုလုပ်ခဲ့တဲ့ slide တွေအားလုံးကို ဓာတ်ပုံအနေနဲ့တခုချင်းစီတပုံချင်းစီကျွန်တော်တို့ပြောင်းလဲခြင်းနဲ့ဆိုရင်တော့ all slide ဆိုတာလေးကိုနှိပ်ပေးရပါမယ်။ဒါမှမဟုတ်ဘူးကျွန်တော်တို့ကလက်ရှိဒီမှာ select ဝင်နေတဲ့ slide လေးကိုပဲကျွန်တော်တို့ကဓာတ်ပုံအဖြစ်ပြောင်းခြင်းနဲ့ဆိုရင်တော့ check this one ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်။အခုလောလောဆယ်တော့ကျွန်တော်တို့ slide ၃ခုရှိတယ်။၃ခုလုံးကိုကျွန်တော်တို့ကဓာတ်ပုံတစ်ခုချင်းစီနဲ့ရအောင် တပ်ပုံအဖြစ်ကျွန်တော်တို့ပြောင်းချင်တာဖြစ်တဲ့အတွက် all slide ဆိုတာလေးနှိပ်ပေးလိုက်ပါမယ်။နှဲလိုက်တာနဲ့တပြိုင်နက်အခုလိုမျိုးကျွန်တော်တို့ဘောက်လေးကြာလာပါလိမ့်မယ်။ okay လေးနှဲလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာထဲမှာ ကိုသိမ့်လိုက်တဲ့နေရာလေးမှာအဲ့ဒီဖိုင်လေးတွေကကျွန်တော်တို့ဓာတ်ပုံအနေနဲ့ရောက်ရှိသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဟောင်းပေါင်းကျွန်တော်တို့ဒီမှာတစ်ချက်လောက်ကြည့်လိုက်ပါမယ်။ကျွန်တော်အစောနောက်ကသိမ့်တဲ့အခါမှာကွန်ပျူတာရဲ့ screen desktop ပေါ်မှာပဲအလွယ်တကူဖိုင်လမ်းကြောင်းကိုရွေးပြီးတော့သိမ့်ခဲ့တာဖြစ်တဲ့အတွက် presentation 1ဆိုတဲ့ file name လေးနဲ့ကျွန်တော်တို့ပေးထားခဲ့ပါတယ်။ဒီတော့သူက folder လေးအစ်တစ်ခုနဲ့ရောက်ရှိလာတယ်။ DF folder လေးကိုကျွန်တော်တို့ဖွင့်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဒီမှာ PowerPoint ထဲမှာကိုပြုတ်လောက်ထားတဲ့ slide 3ခုရှိတယ်အဲ့ဒီ3ခုကိုသူကဓာတ်ပုံ format အနေနဲ့ဓာတ်ပုံလေးတပုံချင်းစီရအောင်တိတိကျွန်တော်တို့ထုတ်ပေးသွားတာကိုတွေ့ရပါလိမ့်မယ်။အော်ဒီမှာကျွန်တော်တို့ပုံ3ခုကျွန်တော်တို့ရသွားပြီပေါ့နော်။ဒီကနီလန်းကိုအသုံးပြုပြီးတော့ PowerPoint slide file ကိုကျွန်တော်တို့ဓာတ်ပုံအနေနဲ့အလွဲတကူကျွန်တော်တို့ပြောင်းလို့ရပါတယ်။အားလုံးနားလည်လောက်မယ်လို့ထင်တယ်။ဒီရဲ့သင်ခန်းစာလေးရဲ့လက်တွေ့လုပ်ငန်းခွင်မှာလည်းအရန်အသုံးဝင်မဲ့ င်ငန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုတိုင်းနားလည်သဘောပေါအောင်လိုက်ပြီးတော့အဲလေ့ကျင့်ကြည့်ပေးဖို့လိုပါလိမ့်မယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် PowerPoint slide file တွေကိုဓာတ်ပုံ format အနေနဲ့ပြောင်းတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ TONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုပြူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ